င်္ဂလာပါရှင်။ရှမ်းကုန်မီဒီယာကနေရှမ်းပြည်နယ်အတွင်းမြေငလင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်အရေးပေါ်ကူညီခဲ့စေလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင်။ 2025ခုနှစ်မတ်လ28ရက်နေ့ဆန္ဒနာရင်52မိနစ်အချိန်ခန့်တွင် ပြင်အားရီတက်စ်ကခွန်တဒမခွန်အစင်ရှိအင်အားလွန်ပြင်း ငလင်လောက်ခံမှုကြောင့်ရှမ်ပီနယ်အတွင်းမြို့နယ်18မြို့နယ်၌သာသနိကအဆောက်အဦများဌာနအဆောက်အဦများ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လူသေဆုံးမှုများနဲ့ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည် အင်အားလုံးပြင်းငလင်လောက်ခတ်မှုကြောင့်မတ်လ28ရက်နေ့မှာယနေ့နနက်9:00နာရီအချိန်အထိမြေပြင်ဆိုင်ရင်ကောက်ယူရရှိမှုစီရင်စရာများအရာရှမ်ပီနယ်အတွင်းမြို့နယ်18မြို့နယ်ရှိ သာသနိကအဆောက်အအုံများဖြစ်သည့်ဖယားစီဒီ22စုသာသနိကအဆောက်အအုံ45ကိုပြိုကျပျက်စီးခဲ့ပြီးဖယားစီဒီ159စုသာသနိကအဆောက်အအုံ63ခုနဲ့အုတ်တတိုင်းဆက်တခုအခြား122ခုတစိမ့်တစ်ပိုင်းပျက်စီးခဲ့ပါတယ် ယ်ထိုနေတူကွန်ပျူတာတက္ကသိုလ်တောင်းကြီး စာတင်ဆောင်တစောင်းဂျမားရေးစေပေခန့်တခန့်အခြေခံပညာကျောင်း စာတင်ဆောင်နှလုံးအခြားဆက်တခုပြုကြပြည့်စည်ခဲ့ပြီးဒူနာပြူတားဖွားတင်နန်းကျောင်းအဆောက်အဦတလုံးစာတင်ဆောင်တလုံးဝန်ထမ်းအင်အားလေးလုံးပညာရေးဒီဂရီကောလိပ်စာတင်ဆောင်နှလုံးအခြားတခု နီပညာထက်တန်းကြောင့်စာတင်ဆောင်လေးလုံးဝန်ထမ်းအင်အားနှလုံးအခြား12ခုအုတ်တိုင်းတစ်ခုကွန်ပျူတာတက္ကသိုလ်တောင်းကြီးအဆောက်အဦ9လုံးဝန်ထမ်းအင်အားတစ်လုံးကျမရဲ့ဌာနပိုင်းအဆောက်အဦလေးလုံးစေယုံ၁၂လုံးစေပေခန်း29လုံးဝန်ထမ်းအင်အား73လုံးအုတ်တတိုင်း73ခုအခြား9ခုအခြေခံပညာရေးမှုရုံးအဆောက်အဦ၂လုံးစာတင်ဆောင်119လုံးဝန်ထမ်းအင်အား3လုံး ဥဒတိုင်34ခုအခြားတစ်ခုတစိတ်တပိုင်းပြည့်စည်ခဲ့ကြောင်းသိရပါတယ်။ထို့အတူဌာနပိုင်အဆောက်အဦတလုံးပြုကြခဲ့ပြီးဌာနပိုင်အဆောက်အဦဝန်ထမ်းအရာတိုးလောင်ယုံနဲ့အခြားအဆောက်အဦ195လုံးနဲ့ဥဒတိုင်း49ခုတစိတ်တပိုင်းပြည့်စည်ခဲ့ပါတယ်။ အလားတူလူနေအိမ်2406လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ်1596လုံးနဲ့ပုဂ္ဂလိကအဆောက်အဦ16လုံးလူနေအိမ်အုပ်တတိုင်း359ခုတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်းသိရပါဗျာ အလာတူဟိုတယ်လုပ်ငန်း33ခုတွင်ဟိုတယ်အောင်မန်းအပါအဝင်ဟိုတယ်နှင့် လုံချင်းဘင်္ဂလို316လုံးပြိုကျပျက်စီးခဲ့ခြင်းဟိုတယ်နှင့်လုံချင်းဘင်္ဂလို922လုံးတစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီးဒီနယ်အတွင်းတရာ20 70ကီဗီတာအလိုင်း3.669မိုင်400ဗီတာအလိုင်း3.855မိုင်နဲ့ထရန်စဖော်မာလေးလုံးမီတာ66လုံးပျက်စီးခဲ့တဲ့ဖြင့်လက်ရှိမြေပြင် င်စရင်စရာများအရာထိခိုက်ပျက်စီးဆုံးရှုံးမှုခံမှန်းတန်ဖို့ချက်939တဒမာလေး3တန်းခန့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရပါတယ်အင်အားလွန်ပြင်းငလင်းလောက်ခတ်မှုကြောင့်လူနေအဆောက်အဦဟိုတယ်နဲ့အုံနေရန်ပြိုကျမှုများကြောင့်ယနေ့နံနက်9နာရီအချိန်အထိမြေပြင်စရင်ကောက်ယူရရှိမှုစရင်စရာများအရာရှမ်းပြည်နယ်တွင် လူ65ဦးသေဆုံးခဲ့ပြီး108ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျာ အဆိုပိုင်းအားလွန်ပြင်းငလင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၏အနီးကပ်ကြီးကြပ်မှုဖြင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ဝန်ကြီးများရှမ်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝန်များနေမြေခံတပ်မတော်သားများရဲတပ်ဖွဲ့ဝန်များဂုဏ်ကြီးကယ်ဆယ်ရေးအဖွဲ့များကငလင်ပေးတန်တင်ခဲ့သည့်မြို့နယ်များတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြ ောင်းသိရပါဗျ။ ရှမ်းပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများသည့်ညောင်ရှိမြို့နယ်တွင်ယာယီကယ်ဆေးစခန်း၅ခုဖွင့်လှစ်၍ကုညီကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တိန်နံကျောင်းတွင်ယာယီခိုလုံသူ၁၁၈ဦး၊နောင်ကန်ကျောင်းတွင်ယာယီခိုလုံသူ969ဦး၊ကုန်းတာကျောင်းတွင်ယာယီခိုလုံသူ10ဦးနှင့်ဝါဆိုကျောင်းတွင်ယာယီခိုလုံသူ39ဦး၊တာလီယာထက်ကတွင်ယာယီခိုလုံသူ52ဦး၊စုစုပေါင်းယာယီကယ်ဆေး ေးစခန်းကားကိုတွင်ယာယီခိုလုံသူ986ဦးရှိကြောင်းသိရပြီးယာယီခိုလုံသူများအားအခြေခံစားသောက်ကောများပေးအပ်ခြင်းနဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းများကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါရဲ့ရှင်